ယူကရိန်းကိုစစ်ရေးအကူအညီဒေါ်လာ3000ကျော်သို့မြှင့်ပေးဖို့ဂျာမနီအစိုးရကသဘောတူဂျာမနီလွှတ်တော်မှာဗန်ဒန်ရေးဆိုင်ရာပြန်လည်ပြင်ဆင်မှုအစီအစဉ်တွေကိုလွှတ်တော်ကိုယ်စားလှယ်အများစုကထောက်ခံအတည်ပြုလိုက်တဲ့အတွက်2025ခုနှစ်အတွင်းစစ်ရေးအကူအညီဖြင့်ဒေါ်လာ3300တို့မြှင့်ထုတ်ပေးဖို့ဂျာမနီအစိုးရကသဘောတူလိုက်ကြောင်းမတ်လ19ရက်နေ့ဘာလင်အခြေစိုက်သတင်းတွေကဖော်ပြပါတယ် ရာထူးကနှုတ်ထွက်ရတော့မဲ့ဝန်ကြီးချုပ်အိုလန့်ရှုအစိုးရဟာနိုင်ငံတော်ချင်းတွင်နဲ့ကာကွယ်ရေးဘက်ချက်ကတ်သက်ချက်ဥပဒေကြောင့်အစိုးရဒေါ်လာတန်3000ကျော်ကိုယူကရိန်းကိုမပေးဘဲဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။မလ16ရက်နေ့ကဂျမန်အောက်လုတော်မှာကျင်းပခဲ့တဲ့ကာကွယ်ရေးနဲ့အခြေခံအဆောက်အအုံဆိုင်ရာဘက်ချက်အသုံးပြုမှုကတ်သက်ချက်ဖေရှားရဲ့ဥပဒေအစိုးကိုလွတ်တော်အမတ်အများစုကထောက်ခံအတည်ပြုပေးခဲ့တာလို့ဆိုပါတယ်။ မလ20မှာကျင်းပမယ်။အထက်လွှတ်တော်ဆွေးနွေးပွဲကပါထောက်ခံအတည်ပြုခဲ့မယ်ဆိုရင်ဂျာမနီအစိုးရဟာကာကွယ်ရေးအသုံးစိတ်ကိုလွတ်လပ်စွာသုံးပြည်သုံးဆွဲခွင့်ရသွားပြီဖြစ်တယ်လို့ဥရောပလုံခြုံရေးအတွက်ချီးမားတဲ့အပြောင်းလဲကြီးတစ်ခုဖြစ်မယ်လို့ဘာလင်အခြေဆိုင်သတင်းတွေကဖော်ပြပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။